2015ရွေးကောက်ပွဲအတွက်တနိုင်ငံလုံးအခြေခံမဲဆန္ဒရှင်စီရင်ပြုစုခြင်းလုပ်ငန်းကို မေလမှာပြီးဆုံးမှုရထားပြီးပြီးစီးသွားတဲ့မြို့နယ်မဲဆင်းရင်တွေကိုမတ်လမှာစတင်ကျင်းညာနိုင်မှုစီစဉ်နေရလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်ဦးဝင်းကြည်ကပြောပါတယ်တနိုင်ငံလုံးအဆင့်အခြေခံမဲဆန္ဒရှင်စီရင်ပြုစုခြင်းလုပ်ငန်းကို ပထမအဆင့်အနေနဲ့2014ခုနှစ်နိုဝင်ဘာလကနေ2015ခုနှစ်ဇန်နဝါရီထိ ဒုတိယအဆင့်အနေနဲ့2014ခုနှစ်ဒီဇင်ဘာလကနေ2015ခုနှစ်မတ်လအထိတတိယအဆင့်အနေနဲ့2015ခုနှစ်ဖေဖော်ဝါရီလကနေမေလအထိဆောင်ရွက်နေတာဖြစ်ပါတယ်။ တနိုင်ငံလုံးခြေခံမဲဆန္ဒရှင်စရင်ပြုစုခြင်းလုပ်ငန်းစဉ်ပထမဦးဆုံးအနေနဲ့ရန်ကုန်တိုင်းဒေသကြီးဆယ်မြို့နယ်မှာစတင်ဆောင်ရွက်ခဲ့ရာလုပ်ငန်းတွေပြီးဆုံးပြီဖြစ်ပေမဲ့ပြည်သူတွေသိရှိနိုင်ဖို့ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ကြန့်ရှိရဲ့မြို့နယ်တွေမှာဆက်လက်ပြုစုနေပြီးမဲဆန္ဒရှင်စရင်တွေကိုရန်ကုန်မန္တလေးစတဲ့မြို့နယ်တွေခွဲခြားကျင်းပဖို့အစီအစဉ်နေရလို့သိရပါဗျ။ မဲဆန္ဒရှင်စည်ရင်ပြုစုခြင်းမှာတအိမ်တက်ဆင်းကောက်ခံမဲ့ပုံစံမဟုတ်ဘဲလက်ရှိမှာရှိထားတဲ့အိမ်နောက်စုစည်ရင်တွေကိုမဲဆန္ဒရှင်စည်ရင်အဖြစ်ကွန်ပျူတာစည်ရင်ရေးသွင်းနေတာဖြစ်တယ်လို့သိရပါဗျ။ပြီးဆုံးသွားတဲ့မြို့နယ်ရှိမဲဆန္ဒရှင်စည်ရင်ကို ပြည်သူတွေသိရှိနိုင်မှုရဲအကန့်အသတ်တစ်ခုတက်မှတ်ပြီးရွေးကောက်ပွဲမတိုင်မီကြိုတင်ကြေညာခြင်းမျိုးဆောင်ရွက်မှာဖြစ်ကပြင်ဆင်ဖြည့်ဆွက်မှုတွေဆောင်ရွက်ပြီးပါကရွေးကောက်ပွဲကာလမှာနောက်ဆုံးအတည်ပြုထားတဲ့မဲစရင်ကိုထုတ်ပြန်မယ်လို့ကော်မရှင်ဖွဲ့ဝင်ဦးဝင်းကြီးကပြောပါတယ်။တနိုင်ငံလုံးတိုင်းတာနဲ့မဲဆန္ဒရှင်စရင်ပြုစုပြီးပါက မဲဆန္ဒရှင်စရင်အားလုံးကိုပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရှိကွန်ပျူတာအချက်လက်ပန်းမှစုစည်းထားရှိပြီးအများပြည်သူကြည့်ရှုစစ်ဆေးနိုင်မှုပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဝက်ဘ်ဆိုက်စာမျက်နှာမှာကြေညာပေးထားမယ်လို့သိရပါတယ်။